မင်္ဂလာပါအခုချိန်ကစပြီးတော့အော်တိုဝါလာ73ရင်းနေတင်းနယ်လာနေညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျမအာမီပါ မြန်မာနိုင်ငံမှာစစ်ကော်မရှင်တပ်ဒီစစ်အုပ်စုရဲ့ရက်ဆက်မှုတွေဟာလေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူတလားထက်တလားပိုပြီးတော့မြင့်တက်လာနေပါတယ်။အခုတလောထွက်ပေါ်လာတဲ့အချက်လက်တွေဟာဆိုလို့ရှိရင်လည်းအရန်ကိုထိတ်လန့်စရာကောင်းနေပါတယ်။စစ်အုပ်စုရဲ့အကြမ်းဖက်လုပ်ရက်တွေကြောင့်စစ်တမလာတလားထဲမှာကိုပဲဒီအမျိုးသမီး58ယောက်ဟာအသက်ဆုံးရှုံးခဲ့ရတယ်လို့မြမအမျိုးသမီးတမက BW ကထုတ်ပြန်လိုက်ပါတယ်။ဒီတေဆုံးသူ58ယောက်ထဲမှာဆိုရင် ကိုဝင်ဆောင်အမျိုးသမီးတွေလည်းပါဝင်နေတာကိုတွေ့ရပါတယ်။ BWU ရဲ့အော်တိုဘာလ10ရက်နေ့ထုတ်ပြန်ချက်အရပြီးခဲ့တဲ့လမှာဒဏ်ရာရတဲ့အမျိုးသမီးကတနိုင်ငံလုံးအတိုင်းအတာအနေနဲ့52ယောက်ရှိခဲ့တယ်လို့သိရပါတယ်။ဒါကဒီစစ်အုပ်စုဟာလူသားချင်းစာနာမှုမရှိဘဲအရတားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတယ်ဆိုတာရှင်းရှင်းလင်းလင်းပြတ်သားနေတာပဲဖြစ်ပါတယ်။ဒဏ်ရာရမှုသေဆုံးမှုတွေရဲ့အဓိကအကြောင်းရင်းတွေကတော့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့မြေပြင်တိုက်ခိုက်မှုတွေက ောင်းထွက်ခဲ့တာလို့ BW ကဖော်ပြထားပါတယ်။အခုအောက်တိုဘာလမှာထွက်ပေါ်လာတဲ့အချက်လက်တွေအရဆိုရင်ဒီစစ်တပ်ဟာလေကြောင်းတိုက်ခိုက်မှုကို အရင်လတွေကထက် ပိုတုံးလာနေပြီးတော့အကျန်းဖတ်လို့ရက်တွေကိုပို့ပြီးတော့လုံနေတာကိုတွေ့ရပါတယ်။အာနာသိန်းကာလာ9နှစ်နီးပါးအတွင်းမှာဆစ်ရာဇဝမှုနဲ့လူသားမျိုးနွယ်အပေါ်အမျိုးမျိုးသောရာဇဝမှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်ခဲ့တာပဲဖြစ်ပါတယ်။အမျိုးသမီးတွေနဲ့ကလေးငယ်တွေကတော့ဒီအကျန်းဖတ်မှုတွေရဲ့တားကောင်တွေအဖြစ်စိုးရွားစွာခံစားနေကြရသေးပါ။ PWU ကဆစ်အုပ်စုရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့လုပ်ရက်တွေကိုနိုင်ငံတကာအတိုင်းဝိုင်းကအရေးယူဖို့လိုအပ်နေတယ်လို့တောင်းဆိုထားပါတယ်။ UNDP ရဲ့2025ခုနှစ်အစီရင်ခံစာအရမြန်မာနိုင်ငံမှာဒီမြန်မာလူငယ် ၃ပုံတပုံနီးပါးဟာဆိုလို့ရှိရင်စိုးရိမ်ပူပန်မှုနဲ့စိတ်ဖိစီးမှုတွေကိုအမြဲလိုလိုခံစားနေရတယ်လို့ဆိုပါတယ်။ဒါကလူဦးရေ၅သန်းနီးပါးလောက်ရှိတယ်လို့ဆိုရပါမြန်မာနိုင်ငံမှာစစ်အာဏာသိမ်းမှု၄နှစ်ကျော်ကြာလာချိန်ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် UNDP ကဒီ UNDP အနေနဲ့ပေါ့လေ၆ကမ္ဘာထက်ကမျိုးဆက်လို့နာမည်ပေးထားတဲ့အစီရင်ခံစာကိုအောက်တိုဘာလမှာထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီအစီရင်ခံစာအရမြန်မာနိုင်ငံဟာကမ္ဘာပေါ် ါ်မှာရာဇဝတ်မှုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံဖြစ်လာပြီးရာဇဝတ်ဂိုင်းတွေရဲ့ဩစာလွှမ်းမိုးမှုတိတိတတ်တာရှိနေတယ်လို့ဆိုပါတယ်။ဒါအပြင်စိုက်ဘာလိင်လယ်မှုနဲ့လူကုန်ကူးမှုတွေလည်းမြင့်တက်နေတယ်လို့အစီရင်ခံစာကဆိုပါတယ်။နောက်ပြီးတော့စစ်မှုထမ်းဥပဒေကြောင့်အမျိုးသားလူငယ်တွေဟာအတင်းအဓမ္မစစ်သားစုဆောင်ခံရမယ့်အနေရကိုလည်းအကြီးအကျယ်စိုးရိမ်နေကြရပါတယ်။ညာဘက်ဆိုရင်တယောက်တည်းသွာလာရင်မလုံခြုံဘူးလို့ဖြေဆိုတဲ့သူဟာအာနာမသိန်း ခင်ကထက်နှစ်ဆကျော်ပိုပြီးတော့များလာပြီးမြန်မာနိုင်ငံဟာကမ္ဘာပေါ်မှာရာဇဝတ်ကိုအများဆုံးကြုံတွေ့နေရတဲ့နိုင်ငံအဖြစ်သတ်မှတ်ခံထားပါတယ်။အဖွဲ့အစည်းတွေအနေနဲ့ဒီလူငယ်တွေအတွက်စိတ်ကျန်းမာရေးနဲ့လူမှုရေးဆိုင်ရာအထောက်ပံ့တွေကိုဦးစားပေးဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့လည်းအစီရင်ခံစာကတိုက်တွန်းထားပါတယ်။ တယ်လီနောဆက်သွယ်ရေးကုမ္ပဏီကိုမြန်မာအရက်ပတ်အဖွဲ့အစည်းတွေနဲ့ထိခိုက်ခံစားရသူတချို့ကတရားစွဲဆိုဖို့ပြင်ဆင်နေပါတယ်။နော်ဝေးအခြေစိုက်တယ်လီကွန်ကုမ္ပဏီကြီးဒီတယ်လီနောကို တရားစွဲဆိုရတဲ့အဓိကအကြောင်းရင်းကတော့တုံးဆွဲသူ customer တွေရဲ့အချက်လက်တွေကိုစစ်ကော်မရှင်ဒီစစ်အုပ်စုစီကိုလွှဲပြောင်းပေးအပ်ခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်ကြောင့်ဖြစ်ပါတယ်။တယ်လီနောဟာ2021ခုနှစ်ဆက်အာနာသိမ်းပြီးတဲ့နောက်ခေါ်ဆောင်မှုမှတ်တမ်းတွေ တည်နေရတွေအချက်လက်တွေနောက်ပြီးတော့နာမည်နေရက်လိပ်စာနဲ့အာနိုင်ငံသားစီစီရေးကပ်ပြားနံပါတ်စတဲ့သုံးဆွဲသူတွေရဲ့အရေးကြီးတဲ့ကိုယ်ရေးအချက်လက်တွေကိုစစ်တပ်ကိုပေးခဲ့တယ်လို့ဆွဆွဲခံထားပါဗျ။စစ်ကော်မရှင်ဟာအဲ့ဒီအချက်လက်တွေကိုတုံးပြီးတော့ အာနာသိမ့်မှုကိုစန့်ကျင်တဲ့သူတွေတက်ကြွလှုပ်ရှားတဲ့သူတွေနဲ့အယက်သားတွေကိုခြေရခံပြီးတော့ဖမ်းဆီးတာဟာနှိပ်စက်ညှဉ်းပန်းတာတည်ထံပေးကွက်မြတ်တာတွေလုပ်ခဲ့တယ်လို့တရားစွဲဆိုမဲ့သူတွေကပြောဆိုထားပါတယ်။လွတ်တော်အမှန် ဥဖြိုးစီရတော်ရဲ့ခေါ်ဆိုမှုမှတ်တမ်းတွေကိုတယ်လီနော့ကလွှဲပြောင်းပေးပြီးတဲ့နောက်ဖမ်းဆီးခံရပြီးကိုမျက်ခံခဲ့ရတာလို့လဲဆိုထားပါတယ်။ Defend Myanmar Democracy နဲ့ Myanmar Internet Project စတဲ့မြန်မာအရက်ဖက်အဖွဲ့အစည်းတွေနဲ့အတူတေဆုံးသူဥဖြိုးစီရတော်ရဲ့ဇနီးတော်တစဉ်ညွန့်အောင်အပါဝင်ထိခိုက်ခံစားရတဲ့သူတွေကတရားစွဲဆိုဖို့စီစဉ်နေကြတာဖြစ်ပါတယ်။ ဒီပြင်ဆင်နေမှုတွေနဲ့ပတ်သက်ပြီးတော့နိုင်ငံတကာစီးပွားရေးလုပ်ငန်းများသုတေသနပြုမှုစင်တာ SOMO ကအောက်တိုဘာလ6ရက်နေ့မှာသတင်းထုတ်ပြန်ထားပါတယ်။ Telenor ဟာ2020ခုနှစ်မတ်လမှာမြန်မာလုပ်ငန်းခွဲကိုစစ်တပ်နဲ့ဆက်ဆက်မှုရှိတဲ့ရွှေပြိုင်းဖြူအုပ်စုပါဝင်တဲ့အဖွဲ့အစည်းကိုရောင်းချခဲ့တယ်လို့လည်းထုတ်ပြန်ချက်ကဆိုပါတယ်။အဲ့ဒီလို့ရကြောင့်သုံးဆွဲသူ18တန်းရဲ့အချက်လက်တွေကိုစစ်တပ်ကအကန့်အသတ်မရှိအတုံးပြုတ်ဖွင့်ရသွားတယ်လို့ဆို ပါတယ်ရှင်နောက်ထပ်သတင်းတစ်ပုဒ်ကတော့ထိုင်းနိုင်ငံစမုတ်ဆာခွန်ခရိုင်ကမြန်မာကျောင်းဆရာဆရာမတွေဖမ်းဆီးခံရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဒီစမုတ်ဆာခွန်ခရိုင်အကထရုံဘန်နေရာမှာပေါ့လေဖွင့်ထားတဲ့မြန်မာရွှေ့ပြောင်းကျောင်းသူကျောင်းသားတွေတက်နေတဲ့စာသင်ကျောင်းနှစ်ကျောင်းကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ ကျောင်းနှစ်ကျောင်းဟာမြမရွှေပြောင်းကလေးငယ်အယောက်900နီးပါးကိုပညာသင်ကြားပေးနေတာဖြစ်ပါတယ်။စစ်ဆေးခံရမှုမှာကျောင်းဆရာဆရာမ28ယောက်ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။ဒီဖြစ်စဉ်ကတော့အော်တိုဘာလ9ရက်နေ့ကဖြစ်ခဲ့တာပါ။ဖမ်းဆီးခံရတဲ့အဓိကအကြောင်းရင်းကတော့ဆရာဆရာမတွေဟာထိုင်းနိုင်ငံမှာအလုပ်လုပ်ခွင့်ဗီဇာဝတ်ပါမင်းမရှိဘဲစာသင်ကြားပေးနေတာကြောင့်ဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေကပြောပါတယ်။ဒီဖြစ်ရက်ဟာထိုင်းနိုင်ငံမှာရှိနေ တဲ့ရွှေပြောင်းကလေးငယ်တွေရဲ့ပညာရေးအခွင့်အရေးအပေါ်ကြီးမားတဲ့တက်ရောက်မှုတွေဖြစ်စေခဲ့ပါတယ်။ လေးငယ်အယောက်900နီးပါးဟာစတင်ကြမှုရပ်တန့်သွားနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေကြပါဗျ။ခောက်ဆုတည်င်းဌာနရဲ့ဖော်ပြချက်တွေအရဆိုရင်ရွှေပြောင်းကလေးငယ်တွေအာပညာသင်ယူဖို့အခက်အခဲတွေရှိနေစေဆိုတာကိုဒီဖြစ်စဉ်ကပေါ်လွင်စေတယ်လို့ဆိုပါတယ်။ထိုင်းနိုင်ငံရဲ့ဥပဒေအရတရားမဝေနေထိုင်တဲ့သူတွေနဲ့အလုလုခွင့်ဝေါ်ပါမင်မရှိဘဲနဲ့အလုလုကင်တဲ့သူတွေကိုအေးအေးယူတာဟာဥပဒေလုံထုံလုံနေဖြစ်ပေမဲ့လူအခွင့်ရင်းနဲ့ကလေးတငယ် အခွင့်အရေးရှုထောင့်ကနေကြည့်မယ်ဆိုရင်ရွှေပြောင်းကလေးငယ်တွေဟာပညာသင်ကြားခွင့်ရဖို့ခက်ခဲတဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရတာပဲဖြစ်ပါတယ်။မြန်မာရွှေပြောင်းလောက်တာမိသားစုတွေရဲ့ကလေးတွေပညာသင်ကြားနေတဲ့အကြောင်းတွေကိုထိုင်းအာဏာပိုင်တွေကဝင်ရောက်ပြီးတော့စစ်ဆေးတာတွေဖမ်းဆီးတာတွေဟာပညာရေးအခွင့်အရေးအပေါ်ချိန်ချောက်မှုတွေကိုဖြစ်လာစေပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ထိုင်းအစိုးရနဲ့သက်ဆိုင်ရာလူအခွင့်ရေးအဖွဲ့အစည်းတွေကဝိုင်းဝန်းဖြေရှင်းပေးကြဖို့လိုအပ်နေတယ်လို့လည်းထောက်ပြမှုတွေရှိနေပါတယ်။အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြပေးသွားမှာပါ။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကတရုတ်သွင်းကုန်တွေကိုအခွင့်တရားရာခိုင်နှုန်းကောက်ခံသွားတော့မယ်လို့အောက်တိုဘာလ10ရက်နေ့ကပြောလိုက်ပါတယ်။တရုတ်ဟာပို့ကုန်ထိန်းချုပ်မှုတွေလှုပ်လာတဲ့အတွက်အခုလိုမျိုးအခွင့်တိုးကောက်ခံဖို့ဆုံးဖြတ်ရတာလို့လည်းသမ္မတထရမ့်ကပြောပါတယ်။အမေရိကန်ဟာတရုတ်ရဲ့မြေရှားတပ်ထုနဲ့ပဲပိဆက်ထုတ်ကုန်တွေအပေါ်ကန့်သတ်မှုတွေရင်ဆိုင်နေရတာဖြစ်ပါတယ်။သူ့ရဲ့လူမှုကွန်ရက် True မှာလည်းဒီအခွင့်တိုးမြင့်မှုကိုနိုဘာလ10ရက်နေ့မှာစတင်မယ် ယ်လို့យေတာထားပါတယ်။လက်ရှိတရုတ်နိုင်ငံကပို့ကုန်တွေအပေါ်အမေရိကန်နိုင်ငံက30ရာခိုင်နှုန်းအခွန်ကောက်ခံနေတာဖြစ်ပါတယ်။ တရုတ်ကမြေရှားတပ်ထုတင်ပို့မှုနဲ့ပတ်သက်တဲ့ကန့်သက်ချက်အစ်စ်တွေကို ထုတ်ပြန်ခဲ့ပြီးတရက်အကြာမှာသမ္မတထရမ့်ကအခုလိုမျိုးပြောဆိုလိုက်တာဖြစ်ပါတယ်။မူလကတော့အောက်တိုဘာလကုန်ပိုင်းမှာကျင်းပမယ့်အာရှပစ်စပိတ်စီးပွားပူးပေါင်းဆောင်ရွက်ရေး APEC ထိပ်သီးအစည်းအဝေးမှာတရုတ်နဲ့အမေရိကန်သမ္မတနှစ်ယောက်တို့တွေ့ဖို့စီစဉ်ထားပြီးတော့ကုန်သွယ်ရေးတင်းမာမှုနဲ့မဟာဗျူဟာကျတဲ့ကိစ္စရပ်တွေဆွေးနွေးဖို့ရှိနေပါတယ်။တောက်ချာနေကတော့သမ္မတထရမ့်ကဒီတွေ့ဆုံမှုကို သူမသွားတော့ဖို့ တရုတ်ကိုသူ့အနေနဲ့ချင်းချောက်ကောင်းချင်းချောက်နိုင်တယ်လို့လည်းပြောဆိုလိုက်ပါတယ်။မလေးရှားနိုင်ငံသားရေးဝန်ကြီးဒါတိုစာရီဥဒမဟာဂျီမိုဟာမက်ဘင်ဟာဂျီဟာဆန်ဟာဆိုလို့ရှိရင်ဒီအော်တိုဘာလ9ရက်နေ့မှာမြန်မာနိုင်ငံကို အလုတ်ခီးစဉ်အဖြစ် တရက်တာတွားရောက်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာ ူဟာနိုင်ငံတော်လုံခြုံရေးနဲ့ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌလည်းဖြစ်ယာယီသမရလည်းဖြစ်တဲ့ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်အာဝန်ကြီးချုပ်ဦးညိုစောနောက်ပြီးတော့နိုင်ငံသားရေးဝန်ကြီးဦးတန်းစွေရုနဲ့တွေ့ဆုံခဲ့ပါတယ်။ခီးစဉ်ပြီးမှာတော့အာဆီယံကသတင်းထုတ်ပြန်ချက်တရက်ကိုထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထုတ်ပြန်ချက်ထဲမှာတော့စစ်ကော်မရှင်ဘက်ကထုတ်ပြန်ခြင်းမရှိတဲ့အချက်တချို့ပါဝင်ပါတယ်။ အာဆီယံရဲ့ထုတ်ပြန်ချက်အရမလေးရှားနိုင်ငံသားရေးဝန်ကြီးဟာအာဆီယံရဲ့တာဝန်ပေးချက်အရအာဆီယံရဲ့ဘုံသဘောတူညီချက်၅ချက်ထဲကအဓိကအချက်တွေဖြစ်တဲ့အကြံဖတ်မှုများရစဲရေးနောက်ပြီးတော့လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလိုအပ်တဲ့သူတွေကိုပေးနိုင်ရေးနဲ့မြန်မာပြည်ထနာကိုသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ဆွေးနွေးမှုတွေလုပ်ပေးဖို့ပါဝင်ပါတယ်။အာမလေးရှားနိုင်ငံသားရေးဝန်ကြီးကအရက်သားတွေနဲ့အရက်ပတ်အဆောက်အအုံတွေပေါ်တိုက်ခိုက်မှုတွေကိုချက်ချင်းရပ်တန့်ဖို့ အဖြစ်ခက်ရဆဲရေးကြေညာဖို့နဲ့လူသားချင်းစာနာမှုအကူအညီတွေကိုကန့်သက်ချက်မရှိဘဲပေးအပ်နိုင်ဖို့စတဲ့အချက်တွေကို တောင်းဆိုခဲ့ပါတယ်။အာဆီယံအနေနဲ့လည်းမြန်မာနိုင်ငံကသက်ဆိုင်သူအလုံးပါဝင်တဲ့ဆွေးနွေးပွဲဖြစ်မြောက်အောင် အထောက်အကူပြုပြီးတော့ဗတ်မလိုက်တဲ့ပတ်ဝန်းကျင်ကိုဖန်တီးပေးဖို့မလေးရှားရဲ့ကမ်းလှမ်းချက်ကိုလည်းတင်ပြခဲ့တယ်လို့ဆိုပါတယ်။ဒါအပြင် မလေးရှားနိုင်ငံဟာအာဆီယံဥက္ကဋ္ဌတာဝန်ကိုစပြီးတော့ယူချိန်ကလေးကမြန်မာနိုင်ငံရဲ့အလ ွာဘောင်းဆောင်ကသက်ဆိုင်သူတွေနဲ့ထိတွေ့ဆက်ဆံခဲ့ရမှာသက်ဆိုင်သူတွေရဲ့မျိုးလင်းချက်တွေကိုလည်းစစ်ကော်မရှင်ကိုပေးခဲ့တယ်လို့ ASEAN ကသတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကသူ့ကိုယ်သူနိုဘယ်ငြိမ်းချမ်းရေးဆုပေးသင့်တယ်လို့အကြိမ်ကြိမ်ထုတ်ဖော်ပြောကြားခဲ့ပေမဲ့နိုဘယ်ဆုရွေးချယ်ရေးကော်မတီကဗင်နီဇွဲလားနိုင်ငံကအတိုက်ခံခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့မာရီယာကိုရီနာမာချာဒိုကိုရွေးချယ်ခဲ့ပါတယ် The Nobel Peace Prize for 2025 to Maria Corina Machado ဒါဟာမာရီယာရဲ့မဆုံးမနစ်ဇွဲနဲ့ငြိမ်းချမ်းနဲ့အကြမ်းမဖက်တဲ့လမ်းစဉ်နဲ့အာနာရှင်ကိုစက်ကျင်တိုက်ပွဲဝင်မှုကိုကဘာကအတိမတ်ပြုလိုက်တာလည်းဖြစ်ပါတယ်။သူ့အကြောင်းအချင်းချင်းလေးကိုအခုပြောပြပေးသွားမှာပါ။မာရီယာကိုရီနာအမာချာဒိုဟာဆိုရင်1968ခုနှစ်မှာဗင်နီဇွဲလားနိုင်ငံအာကရာကတ်မြို့မှာပေါ့လေမွေးဖွားခဲ့ပါတယ်။ သူဟာအာဒါကြောင့်အခုဆိုလို့ရှိရင်အသက်58နှစ်ရှိပြီဖြစ်ပါတယ်။သူဟာစမှုအင်ဂျင်နီယာဘွယ်ရထားသူဖြစ်ပြီးတော့အစောပိုင်းကာလတွေမှာတော့လုံမှုရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာစက်မှုအင်ဂျင်နီယာဘွဲ့ကိုရထားတဲ့သူဖြစ်ပြီးတော့အစောပိုင်းကာလတွေမှာလူမှုရေးလုပ်ငန်းတွေမှာပါဝင်လှုပ်ဆောင်ခဲ့ပါတယ်။သူဟာအတူတကွပူးပေါင်းပါဝင် ခြင်းလို့အဓိပ္ပာယ်ရတဲ့ Summit လို့ခေါ်တဲ့ဒီအရက်ဖက်အဖွဲ့စည်းကိုပူးတွဲတည်ထောင်ခြင်းကစလို့နိုင်ငံရေးလှုပ်ရှားမှုတွေမှာပါဝင်လာခဲ့ပါတယ်။မာရီယာဟာ2017ကနေ2014ခုနှစ်တွေအတွင်းမှာဆိုရင်အမျိုးသားလွတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။အဲ့ဒီကာလမှာဆိုရှယ်လက်အစိုးရရဲ့မူဝါဒတွေကိုပြက်ပြက်သားသားဝေဖန်သူအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။သူဟာလက်ရှိနီကိုလတ်အစိုးရရဲ့ဖိနှိပ်မှုတွေကိုလည်းနှစ်ပေါင်းများစွာကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ခရီးသွားလာခွင့်တွေကိုအစိုးရကပိတ်ပင်ခဲ့တယ်။နောက်ပြီးတော့နိုင်ငံတော်တစ်ဆက်ဖောက်မှုနဲ့အာတရားစွဲဆိုခံခဲ့ရပါတယ်။ရွေးကောက်ပွဲပါဝင်ခွင့်ကိုလည်းပိတ်ပင်ခံခဲ့ရတဲ့သူဖြစ်ပါတယ်။ဒါပေမဲ့သူကနိုင်ငံတွင်းကထွက်ခွာသွားတာမျိုးမရှိဘဲအာဏာပိုင်တွေရဲ့ဖမ်းဆီးထိန်သိမ်းမှုအသက်အန္တရာယ်ချိန်ချောက်မှုတွေကိုရင်ဆိုင်ရင်းနဲ့ပြည်သူတွေရဲ့တော်လှန်ရေးစိတ်ဓာတ်ကိုမြင့်တင်ပေးခဲ့တဲ့သူဖြစ်ပါတယ်။အော်တိုဘာလ10ရက်နေ့တောက်ကြနေ့မှာတော့ Nobel ဆုရွေးချယ်ရေးကော်မ မတီက2025ခုနှစ်ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အဖြစ်မာရီယာကိုရီနာမာချာတိုကိုရွေးချယ်ကြောင်းကြေညာခဲ့ပါတယ်။နိုဘယ်ကော်မတီကမာရီယာရဲ့ဒီမိုကရေစီနိလန့်တွေဟာငြိမ်းချမ်းရေးဖြစ်တယ်ဆိုတဲ့အချက်ကိုထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။ နိုင်ငံတကာမှာဗင်နီဇွဲလားရဲ့တမနီအမျိုးသမီးအဖြစ်တင်စားခံရတဲ့မာရီယာဟာနိုင်ငံရေးအရအရေးပါတဲ့ဒီမိုကရေစီစံနှုန်းတွေတရားဥပဒေစိုးမိုးရေးနဲ့လူ့အခွင့်အရေးတို့ကိုအမြဲတစေထောက်ခံပြောဆိုတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်ရှင်။ သတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနကအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိညတိုင်းမှာရုပ်သံသတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။